ပီဇဲတမ်စီရီဖုန်းများမှာ AI system အခမဲ့ထည့်သွင်းပေးသွားရမယ့် Google Google က AI system လောကကိုထူးခြားစံသစ်စေမယ်ပီဇဲ SM AI system ကိုဒီနေ့နောက်ပိုင်းမှာထွက်မဲ့ပီဇဲတမ်စီရီစမတ်ဖုန်းတွေမှာအခမဲ့ထည့်သွင်းပေးသွားရမှာဖြစ်ကြောင်း The Vat Dream မှာရေးသားထားပါတယ်ဂျီမနီနမ်နို AI ကိုအသုံးပြုထားတဲ့ပီဇဲ SM ဟာတမန် Y system တွေထက်စွမ်းရည်ပုံမြင်မှာမှာဖြစ်ပါတယ် ပီဆဲဆဲမှာယူဆရဲ့အလောက်လောက်ပုံကိုလေ့လာကအလုပ်တွေအလိုလျောက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ပီဆဲဆဲမှာ phone message, photo message, gmail, docs, chrome, youtube နဲ့ kim နောက်လို google app တွေမှာအလောက်လောက်ပေးနိုင်မှာဖြစ်ပါတယ်။အတန်းစာသားနဲ့ဓာတ်ပုံတွေကိုနားလည်ပြီးစမတ်ကျစွာအလောက်လောက်နိုင်တဲ့အပြင် feature တော်တော်များများမှာ offline အလောက်လောက်မှာဖြစ်တဲ့အတွက် privacy နဲ့အမြန်နှုန်းကောင်းစီမှာဖြစ်တယ်လို့ community တော်ဝင်ရှိတဲ့သူကပြောကြားထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။